ယူဆိုင်နေတဲ့တခုသောမနက်ခင်းမှာတက်သားတက်တာဘုံတစ်ပုံဟာဆိုင်ရှိလမ်းမပေါ်ရောက်နေပြီးလိမ့်စားလိုက်မပသလို့မှတ်ချက်လဲမကပ်ပေးထားပါဘူး။ဆိုင်ရှင်အဖိုးကလည်းအဲ့ဒီတက်တာဘုံကိုဆိုင်နဲ့ဆွဲသွင်းလာလိုက်ပြီးသူ့ရဲ့ကြားလုံးဆိုင်လေးကလည်းအယောင်းဝဲအေးဆက်နေတာအချိန်အတော်ကြာပြီဖြစ်ပါလေ။ဆိုင်ရှင်လည်းဒါဟာတစုံတစ်ယောက်ရဲ့အယောင်းမြင့်တေလှဲ့ကွက်လာဒါမှမှားရင်ပြေးဖို့မူလားတေချာမသိပေမဲ့တူရင်တက်လက်နဲ့တန်ချက်တွေကိုကော့ထုတ်ရင်းတက်တာရဲ့တက်တာအဖုံးကိုဖွင့်ကြည့်လိုက်ပါရင် အတွင်းဘက်မှာတော့သူတခါမှမမြင်ဘူးသေးတဲ့ဇေယောင်းဆက်တစ်ခုကိုမြင်တွေ့ခဲ့ရပြီးဆက်ရဲ့အသွင်ပြင်ကလည်းဝင်းလဲတောက်ပနေတာမြင်တွေ့လိုက်ရပါတယ်။ဒါပေမဲ့ဆန်ရှန်ဖိုးကတော့ဒီတကြားလုံးဟာတစ်ခုခုလွဲမနေတယ်လို့ခန်းစားလိုက်ရပြီးတကြားလုံးဆက်ရဲ့အထဲမှာတော့လှပတဲ့တကြားလုံးတွေထည့်ထားတာမြင်တွေ့ရတယ်လို့သူတို့ရဲ့ပုံစံဟာနှစ်လုံးပေါ်ရလုံးဝနေပြီးအယောင်ကလည်းထူးထူးခြားခြားတောက်ပနေကြပါတယ်။ဆန်ရှန်ဖိုးကလည်းဆက်ကိုလှန်လို့စစ်စေးနေအောက်ဘက်မှာတော့ ဒီနေ့မှမတူညီတဲ့အရာတစ်ခုကိုစမ်းကြည့်ပါ။ရန်နံမွေပြီးချိုးများတဲ့အနီရောက်တကြာလုံးလို့ရေးထားတာတွေ့လိုက်ရပါတယ်။ဆိုင်ရှင်လည်းရှည်ရှည်ဝဝစဉ်းစားမနေတော့ပဲဆိုင်ရှင်ပဒင်းပေါက်နာကနေရာတစ်ခုကိုဖုံးတုပ်ရင်တကြာလုံးဇက်ကိုစင်ပေါ်နေရာပေးလိုက်ပါတယ်။ဆက်ရဲ့အကျွေးစီးထည့်ထားတဲ့အပေါက်ကလည်းအလင်းရောင်အောက်မှဝင်လက်သွားပြီးဆိုင်ရှင်လည်းတခဏလောက်ငေးကြည့်မိနေရင်သူ့အိတ်ကတဲကအကျွေးစီးတစ်စီးကိုနှာယူလိုက်ပါတယ်။အဲဒီနောက်မှာတော့ဆိုင်ရှင်လည်းစမ်းသက်တဲ့အနေနဲ့အကျွေးစီးတစ်စီးထည့်သွင်းလိုက်ဆက်ကလည်းလှပတဲ့အနီရောက်တကြာလုံးတစ်လုံးထွက်ကြလာပါတယ်။ တကြားလုံးကလည်းလုံဝန်းနဲ့ပုံသဏ္ဍာန်တောက်ပတဲ့အနီရောင်နဲ့ပြည်ပြေဆုံးလာပြီးဆန်ရှင်းလဲတကြားလုံးကိုဖောက်မစားသေးခင်လက်ထဲမှာအနေငယ်လှိမ့်လိုက်ပြီးတဲ့နောက်တကြားလုံးကိုဖောက်စားကြည့်လိုက်ပါလိမ့်။အဲဒီနောက်မှာတော့ရှာပေါ်မှာချိုးများတဲ့အရသာတစ်မျိုးပေါ်ထွက်လာတာကိုခန်းစားမိလိုက်ရင်ငယ်ဘွားကအမှတ်တရတွေပြန်မြင်အောင်တဲ့အထိတကြားလုံးရဲ့အရသာကကောင်းမွန်လွန်လာပြီးသူလည်းတခဏလောက်လက်ရှိကမ္ဘာကအဖြစ်ပြက်တွေအားလုံးကိုမေးလျော့သွားခဲ့ပါလိမ့်။ ဒါပေမဲ့အချိန်အနည်းငယ်အတွင်းမှာပဲချိုးများတဲ့အရာသာကနေစူးရှာရှာတန်ကြီးအရာသာတစ်ခုကိုကူးပြောင်းသွားပြီးသူ့ရဲ့ရှာတွေလည်းထုံချင်းနေတယ်လို့လဲချောင်းထဲမှာလည်းတစုံတယောက်ကလာညှစ်ထားတယ်လို့တင်းတင်းကြပ်ကြပ်ခန်းစားခဲ့ရပါတယ်။အဲဒီနောက်မှာတော့အမြင်အာရုံတွေလည်းဝေဝါးလာတယ်လို့ဆန်ရှင်လည်းမူးဝေလာပြီးနှလုံးခုန်နှုန်းကလည်းအဆမတန်မြန်လာရင်အနားမှာလည်းတီတိုပြောဆိုတာတချို့ပါကြားလာခဲ့ရပါတယ်။သူရဲ့လက်တွေကလည်းတုံရင်ရင်စောက်တရမရဖြစ်လာတယ်လို့ခန္ဓာကိုယ်ကလည်းသွေးယိုစီးလာပြီးကျဲမြင့်ပေါ်တစက်စက်ကြာဆင်းလာပါလေ နှလုံးခုန်နှုန်းတွေကလည်းပြန်ဆက်လာတယ်လို့ခန္ဓာကိုယ်အနှံ့ကသွေးတွေယိုစီးလာပြီးခြေအိတ်တွေဖက်နှက်တွေနဲ့အဝေအစားတွေအားလုံးလည်းဆိုးရွှဲကုန်ကြပါတယ်။ဆိုင်ရှင်လည်းကြမ်းမြင့်ပေါ်လဲကြနေကိုကိုကိုမထိန်ချုံနိုင်အောင်ဖြစ်ခဲ့ရပြီးသူလည်းတနုံရည်ရင်နဲ့ဆိုင်ထဲကမှန်တစ်ချက်ရှိသူ့ကိုယ်သူကြည့်လိုက်ပါတယ်။မှန်ထဲမှာတော့သွေးယိုစီးကြတဲ့မျိုးလုံးတွေကသူ့ကိုပြန်လဲကြည့်ရှုနေရတွေ့ရပြီးမျိုးလုံးနဲ့နှာခေါင်းတွေကသွေးတွေကလည်းမျက်နှာပေါ်ကျဆင်းနေကြပါတယ်။ တကြလုံးဆက်ကတော့သူ့ရဲ့ပြောင်းလဲနေတဲ့မျက်နှာပြင်မှာဆန်ရှင်ရဲ့ကြောက်မဖွယ်ရဖြူဝဲဖြူရမျက်နှာကိုမြင်တွေ့နေရပြီးဆန်ရှင်အဖို့လည်းသတိမေ့လဲကျသွားခဲ့ပါတယ်။နိုင်နေငယ်ကြာမြင့်ပြီးတဲ့အချိန်မှာတော့ဆန်ရှင်လည်းလဲကျရကနေပြန်ထလာပြီးခက်ခက်ခဲခဲအသက်ရှူနေခဲ့ပါတယ်။အဝေးစားတွေမှာလည်းခြောက်သွေးနေတဲ့သွေးတွေနဲ့စွန့်ထင်နေပြီးနားထဲမှာလည်းတီတိုပြောဆိုတာတွေကြားနေရပါတယ်။တကူလုံးလည်းတုံရင်နေတာကြောင့်ခက်ခက်ခဲခဲထလာခဲ့ပြီးဆိုင်တောင်းမှာတော့လှပတဲ့တကြလုံးဆက်ကအေးဆေးစွာရှိနေခဲ့ပါတယ်။ အဲဒီနောက်တော့သူလဲအမိုက်တစ်ခုယူရင်တကြလုံးဆက်စီကိုလက်လှမ်းလိုက်တဲ့အချိန်မှာပဲနားထဲမှာတီတိုပြောဆိုသံတွေကြားလာပြီးဆိုင်ရှင်လဲတကြလုံးဆက်ကိုအဖုံးဖွင့်တကြလုံးတွေအားလုံးကိုအမိုက်ထဲစုထဲလိုက်ပါတယ်အမိုက်အေကိုတေချာချီနောက်ပြီးတဲ့နောက်ဆိုင်ရှင်လဲဆိုင်ရဲ့နောက်ဘက်လမ်းကြားထဲထွက်လာပြီးလမ်းနောက်မှာထိုင်ထားတဲ့အမိုက်ပုံနဲ့တကြလုံးထုတ်ကိုလွှတ်ပစ်လိုက်ပါတယ်ဆိုင်ရှင်လဲအမိုက်ပုံကိုအမြန်ပြန်ဖုံးလိုက်ရင်တခဏလောက်ငေးကြည့်နေခဲ့ပြီးအခုချိန်မှာတော့သူကြားတဲ့တီတိုပြောဆိုသံတွေလဲနေပါသွားပြီးဖြစ်ပေမဲ့အပြီးတိုင်မပြောက်ွယ်သေးပါဘူး ဆိုင်နဲ့ပြန်ရောက်လာတဲ့အချိန်မှာတော့ဆိုင်ရှင်နဲ့တကြလုံးဆက်ကိုပါအပြေးတိုင်းဖြည့်ဆည်းဖို့စဉ်းစားမိပြီမယ်။ဆက်ရဲလှပါပြီးဆွဲဆောင်နိုင်စွမ်းရှိတဲ့အသွင်ပြင်ကြောင့်သူလည်းတွေးဝေးသွားပါတယ်။နားရဲကစူညံတန်တွေပုံမဆိုးဝလာမှနဲ့အခြေအနေတွေပိုဆိုးလာမှကိုစိုးရိမ်တာကြောင့်တကြလုံးဆက်ကိုမဖြည့်ဆည်းတော့ဖို့ဆုံးဖြတ်လိုက်ပါတယ်။တောက်ပါတဲ့တကြလုံးဆက်ကတော့အခန်းထောင်မှာတိတ်ဆိတ်နေလျက်ရှိပြီးဒီညမှာတော့သူလည်းတကားတွေတိချပရင်တကြလုံးဆက်ကိုမမြင်တွေ့နိုင်တဲ့အနောက်ဘက်အခန်းမှာတွားရောက်အိပ်စက်နေခဲ့ပါတယ်။ ဒါပေမဲ့လည်းနောက်နေ့မနက်မိုးလင်းချိန်မှာတော့ဆိုင်တကာဖွင့်ဖို့ထွက်လာတော့သူလည်းနှလုံးရမတက်ဖြစ်ရတဲ့ခုကိုကြုံတွေ့ခဲ့ရပါတယ်။အဲဒါကတော့တကြားလုံးဆက်တွေမှာတကြားလုံးတွေပြန်ပြေးနေရမြင်ရပြီးတကြားလုံးဆက်ကလည်းမနေတော့ကဘာမှဖြစ်ခဲ့တယ်လို့တရားတွေတောက်ပါနေစေဖြစ်ပါတယ်။ဆိုင်ရှင်လည်းဒီဖြစ်ရပ်ကိုမြင်လိုက်ပြီးတဲ့နောက်မှာတော့တီတို့ပြောတဲ့အနေနဲ့ပြန်လဲကြားရောက်လာပြီးသူလည်းအနောက်ဘက်ကအခန်းထဲပြေးဝင်ပြီးပုန်းကွယ်နေခဲ့ပါတယ်။သူရဲ့စိတ်အခြေအနေဟာလည်းတနည်းနဲ့တနည်းပုံမှုပြပြလာနေပြီးအနောက်ဘက်အခန်းထဲကရန်ဖန်ရန်ခမသာထွက်လာတော့ပါတယ်။ ထိန်လန့်ဘွေရဲ့အတွေ့အကြုံနဲ့နားရဲကထင်းရောက်ထင်းမအတန်တွေရဲ့ခြောက်လှမ်းမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ဇနီးဖြစ်သူကလည်းသူ့ရဲ့တယောက်တည်းရေရွပြောဆိုနေပုံနဲ့နယံကိုအကြောင်းရင်းမရှိငေးကြည့်နေရကိုသတိပြုမိတာကြောင့်သူ့ကိုစူပူအဖြစ်တင်လာပါတယ်။ဆန်ရှင်ရဲ့သတိပေးချက်တွေကိုလည်းသူမကအတိတ်ပဲမဲ့စကားတွေအဖြစ်ယူဆရင်လစ်လူရှုသလိုဆန်ရှင်ကလည်းအရင်တုန်းကဒီဇိုင်းကိုအကူအညီမလိုပဲသူ့တယောက်တည်းလဲပတ်နိုင်ပြီပဲ။အခုအချိန်မှာတော့ထိတ်လန့်တုံးလုံးမှုတွေနဲ့ရင်ဆိုင်နေကြရပါတယ်။ သူမအတွက်ကတော့ဒီတရားလုံးဆက်ဟာကံကောင်းမှုတစ်ခုဖြစ်ပြီးဈေးဝယ်သူတွေဟာဒီတရားလုံးဆက်ကိုစိတ်ဝင်စားကြပါတယ်။သူရဲ့လှပတဲ့ဒီဇိုင်းနဲ့တောက်ပတဲ့တရားလုံးတွေကြောင့်ဝယ်ယူမှုတွေမြင့်တက်လာပြီးသူမလည်းအဲ့ဒီတရားလုံးဆက်ကိုဖယ်ရှားဖို့စိတ်ကူးတဲ့တောင်ရှိမနေပါဘူး။နေသားတဲ့တခုသောနေလေကေမှာတော့ကောင်းလေးတယောက်ဟာသူ့ရဲ့အမိနဲ့အတူဈေးဆိုင်နဲ့ဝင်လာပြီးနေဂျိုပလင်းတွေဆော်လုံးတွေနဲ့နောက်ဆုံးမှာတော့တကြလုံးဆက်ကိုပါမြင်တွေ့သွားခဲ့ပါတယ်။ သူလည်းအဲဒီဆက်ကိုညွန်ပြရင်အမေဖြစ်သူကိုပူဇော်နေပြီးသူ့ရဲ့အမေကလည်းမျက်မှောင်ကြုံရင်အိမ်မှာတကြားလုံးအမြောင်များရှိတဲ့အကြောင်းပြောလိုက်ပါတယ်။ဒါပေမဲ့ကောင်းလေးကပူဇော်နေစေဖြစ်တာကြောင့်အမေဖြစ်သူလည်းညသာစားပြီးမှတကြားလုံးစားဖို့ပြောရင်အကျွေးစီးတစ်စီးပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ကောင်းလေးလည်းကောင်းညင်ရင်တကြားလုံးဆက်ထဲအကျွေးစီးထည့်လိုက်ပြီးတကြားလုံးတစ်လုံးပျော်ရွှင်စွာနဲ့ယူလာခဲ့ပါတယ်။ကောင်းလေးလည်းလုံဝန်တောက်ပနေတဲ့တကြားလုံးကိုကြည်ရင်ချိန်နှက်ခဲ့ပြီးအဲဒီနောက်မှာတော့သူတို့သားမီးနှစ်ယောက်လည်းပြန်ထွက်သွားခဲ့ကြပါတယ်။ ဆက်ရဲမောင်းကလေးလဲသူ့အတူပြန်လဲရွေးရှားသွားပြီးမကြခင်မှာပဲကြောက်မက်ဖွယ်ကန်းကျမတွေဖြစ်လာလိမ့်မယ်လို့ဆိုတာကိုတော့သူတို့လည်းမသိနိုင်ခဲ့ကြပါဘူး။ကောင်းလေးလဲညစာကိုအလင်းမြန်စားတော့ပြီးတဲ့နောက်တကြလုံးစားခွင့်ပေးဖို့ပြောလာပြီးအမေဖြစ်သူလဲစားပြီးရင်သွားတိုက်ဖို့တတိပြီးတကြလုံးစားခွင့်ပေးလိုက်ပါလိမ့်။အဲဒီနောက်မှာတော့ကောင်းလေးလဲအခန်းထဲအလင်းမြန်ဝင်တကြလုံးကိုဖောက်စားလိုက်ပြီးပါဇက်ထဲမှာလဲထူးခဲ့တဲ့အရသာတစ်မျိုးခန်းစားမိလိုက်ပါလိမ့်။ဒါပေမဲ့ခဏအကြာမှာတော့အရာအလုံးပြောင်းလဲသွားခဲ့ရပြီး တကြလုံးရဲ့ချုံမားမှုတွေဟာလည်းစူးရှရှအရသာနဲ့တန်ကြီးနဲ့အဖြစ်ကူးပြောင်းသွားပါလိမ့်။လေချောင်းရဲ့အစာအိမ်မှာလည်းတစုံတစ်ခုကဆူဆူဝါကုတ်ချစ်တယ်လို့ခန်းစားလိုက်ရပါလိမ့်။အဲဒီနောက်ဒလိုက်တယ်လို့ခန်းစားရင်သူ့တကူလုံးနဲ့တုံရင်လာပြီးသူနားမလည်နိုင်တဲ့တီတိုပြောဆိုတံတွေကလည်းတစားတဲ့တစားပုံမှုကျဲလောင်လာကြပါလိမ့်။ကောင်းလေးလည်းနားပိတ်ထားလိုက်ပြီးမဲ့ကောင်းလေးကပဲ့တင်တံတွေထွက်လာနေစေဖြစ်ပြီးမျက်လုံးထဲမှာလည်းထင်းအောင်ထင်းမာတွေမြင်တွေ့လာပါလိမ့်။ကောင်းလေးလည်းကြောက်လန့်လွန်းတာကြောင့်အသက်ရှူမှားလောက်ဖြစ်ခဲ့ပြီး ခန္ဓာကိုယ်တွေကလည်းသွေးတွေ စတင်ယိုစီးလာကြပါတယ်။အခုချိန်မှာတော့သူ့ရဲ့ညာဝက်အင်ဂျီမှာလည်းသွေးတွေစွန်းထင်းနေပြီးအောက်ဖက်ကကော်ဇောပေါ်အထိပါသွေးတွေယိုစီးတယ်လို့ကောင်းလေးလဲကြောင်းလန့်တကြားနဲ့မိခင်ဖြစ်သူကိုအော်ဟေးအကူကြီးတောင်းမိမယ်မပြီးပသက်အတန်တွေသာထွက်ပေါ်လာခဲ့ပါတယ်။ကောင်းလေးလဲကြမ်းမြပေါ်လဲကြရင်တကူလုံးသွေးတွေစီးယိုလာခဲ့ပြီးအဲ့ဒီချိန်မှာပဲရုတ်တရက်တကားပွင့်လာရင်မိဘလည်းအခန်းထဲဝင်လာပါတယ်။အဲ့ဒီနောက်တော့သူတို့လည်းမြင်တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်အန်အော်တုံလုံးသွားခဲ့ရပြီးကောင်းလေးကတော့မျိုးလုံးထဲမှာ ထင်းအောင်ထင်းမှာပုံရိပ်တွေကိုသာမြင်တွေ့နေရဆဲဖြစ်ပါသည်မိခင်ဖြစ်သူလဲကျမ်းမြင့်ဘော်ကသွေးစွန့်နေတဲ့ကြားလုံးအိတ်ခွန်တွေကိုကောက်ယူလိုက်ပြီးအဲ့ဒီညကကောင်လေးရဲ့ငိုတန်းကတော့အိနီနာချင်းတွေအထီပါရိုက်ခတ်သွားကြတယ်မနံမိုလင်းချင်းမှာတော့ဒီအချောင်းကိုအားလုံးကြားသိလာပြီးနေရာတိုင်းမှာလဲဒီအချောင်းတွေကိုသာပြောဆိုခဲ့ကြပါသည်တကြားလုံးဆိုင်မှာတော့အယောင်းဝဲပြန်လဲအိတ်ဆက်သွားနေပြီးကလေးတွေကလဲကြားလုံးကိုအပြင်ဘက်ကနေသာကြည့်ရှုသွားခဲ့ကြပါသည်ဒီလိုနဲ့တရက်မှာတော့ချစ်ဆန်မီနဲ့မိန်ကလေးတူဦးလဲဆိုင်ထဲဝင်လာခဲ့ပြီး သူမရဲ့အမေကစာအုပ်ဆိုင်ထဲမှာနောက်ဆုံးထွက်ရှိခဲ့တဲ့စာအုပ်အကြောင်းဆွေးနွေးနေကြတာကြောင့်အိမ်ပြန်မရောက်နိုင်သေးပါဘူး။မင်းကလေးလည်းစူရတဲ့ပတ်စံတွေကတကြားလုံးဝယ်စားဖို့ဆိုင်ထဲဝင်လာပြီးကောင်တာဇွဲမှာထိုင်နေတဲ့ဆန်းရှင်အမျိုးသမီးလည်းကောင်မလေးကတကြားလုံးဇန်နာကတ်နေတာကိုတွေ့လိုက်ရပါတယ်။အဲဒီနောက်မှာတော့ကောင်မလေးလည်းကြွေးသီးတစ်စီးထိရင်တကြားလုံးတစ်လုံးဝယ်သွားခဲ့ပါတယ်။အဲဒီညမှာတော့မင်းကလေးရဲ့မိဘတွေလည်းသွေးတွေနဲ့လဲကျနေတဲ့သူမကိုဂရင်အောက်မှာတွေ့ရပြီးအခန်းတစ်ခုလုံးနဲ့တန်ကြီးနံတွေနဲ့ပြေးနှံနေခဲ့ပါတယ်။ ။အစားပိုင်းမှာတော့သူတို့လည်းမိန်းကလေးဟာသူမကိုသူမထိခိုက်အောင်လှုပ်တလားလို့တွေးမိပြီမဲ့။သူမရဲ့ခန္ဓာကိုယ်မှာဘာတန်ရာမှမတွေ့တာကြောင့်မိခင်ဖြစ်သူလည်းဘာဖြစ်တလဲလို့သူမကိုမေးမြန်းခဲ့ပါလေ။မိန်းကလေးကတော့ပြန်မဖြေပဲသူမရဲ့စကားတွေကမပီမတာဖြစ်နေပြီးသူမရဲ့မျက်ရည်တွေကလည်းသွေးစွန့်နေပြီးမျက်နှာပေါ်စီးကျလာခဲ့ပါလေ။သူမရဲ့မိဘတွေလည်းဒီဖြစ်ရဲ့ကြောင့်ဆိုရင်ထိတ်လန့်ကုန်ပြီနောက်တည့်အကြမှာပဲမြို့ထဲမှာတခြားသောဖြစ်ရက်တစ်ခုထပ်မံပေါ်ပေါက်လာပြန်ပါလေ။ကောင်းလေးတယောက်ကတခြားလုံးဝယ်ပြီးတဲ့နောက်ပစရဲထဲရင်တောအုပ်ထဲကိုထွက်လာခဲ့ပြီး နိုင်အနေငယ်ကြသူ့ရဲ့မိသားစုကရှာမတွေ့သေးခင်ပါပဲသူ့ရဲ့အဝတ်အစားဟာစုပ်ပြဲကုန်ပြီးသူ့ရဲ့ခန္ဓာကိုယ်မှာလည်းဖုံမှုတ်တွေရောတွေးတွေရောပေးကြံနေပါလေအဖေဖြစ်သူလည်းတားအောင်ရှာတွေ့ပြီးတဲ့နောက်ဘာတွေဖြစ်ပျက်ခဲ့တယ်လဲမေးမြန်းနေပြီမဲ့သူကတော့တုံရင်နဲ့အတန်နဲ့ပြန်လဲဖြေးချနေပြီသူ့ကိုသူရောမိဘတွေကိုပါလုံးဝမမှတ်မိတော့ပါဘူးအခုအချိန်မှတော့ဒီသေးဆိုင်ဟာချိန်စားတဲ့နေရာတစ်ခုဖြစ်နေပြီမိဘတွေလည်းပြန်နှံလာတဲ့ကောလာဟာလသတင်းတွေကြောင့်တကြားလုံးဆိုင်ရှိကိုတော့ဖျက်မသွားစေတော့ပါဘူး ဒါပေမဲ့ကလေးတွေကတော့လှပတဲ့ကြားလုံးဆက်ကိုမမောနေစေဖြစ်ပြီးစူးစမ်းလို့စိတ်လည်းရှိကြပါသေးတယ်။တခုသောမနက်ခင်းမှာတော့ဆန်းရှင်အမျိုးသမီးလည်းတပြက်စီလှဲ့နေထူးဆန်းတဲ့ဖြစ်ရက်တစ်ခုကိုကြုံတွေ့လာရပါတယ်။ဒါကြားလုံးဘလောက်ပဲရောင်းရပါစေဆက်ထဲကကြားလုံးတွေဟာအမြဲတမ်းသူ့လိုလိုပြန်ပြေးနေတတ်ပြီးအစာပိုင်းမှာတော့သူမှလည်းဒါထင်းရောက်ထင်းမှဖြစ်တယ်လို့မှတ်ယူပြီးမယ်။အဲဒီညတော့ကသူမှဟာဆက်ထဲကကြားလုံးတွေအားလုံးကိုပုံးတစ်ခုထဲမှာထိအနောက်ဘက်ခန်းထဲမှာတင်ထားလိုက်ပါတယ်။ဒါပေမဲ့လည်းနောက်တနေ့မနက်မှာတော့ဖန်လုံးထဲမှာကြားလုံးတွေပြန်ပြေးနေကြပြီး ူမလည်းတကြားလုံးဆက်ကိုကြည်ရင်ထိတ်လန့်တုန်လှုပ်သွားပါလေ။သူမလည်းအဲ့ဒီတကြားလုံးဆက်ရဲ့ပုံမှန်မဟုတ်တဲ့အခြေအနေကိုစတင်သတိပြုမိလာပြီ။အဲ့ဒီညမှာတော့ဈေးဆိုင်ကိုအရင်လိုမီးမပိတ်ထားတော့ပါဘူး။တစ်ဖက်မှာလည်းတယောက်နဲ့တယောက်ပြောဆိုရင်ကောလာဟာလာတွေဟာအတော်လေးပြန့်နှံ့နေခဲ့ပြီးနောက်ဆုံးမှာတော့ကျောင်းမဖော်ရထူးဆန်းတဲ့ဖြစ်ရပ်တွေနဲ့ကလေးတွေပျောက်ဆုံးနေတဲ့အဖြစ်အပျက်တွေကို SCB Foundation ကလည်းသတိပြုမိသွားခဲ့ပါသေးတယ်။ တခုတော့မလက်ခင်မှာတော့အ내ရဝစ်စုံတဲ့အမျိုးသား၂ယောက်ဆိုင်းနေရောက်လာရင်တင်းငိမ့်စွာနဲ့ပဲသူတို့ဟာအစိုးရဌာနကအရာရှိတွေဖြစ်ပြီးလုံခြုံရေးဆိုင်ရာစစ်ဆေးမှုတချို့ပြုလုပ်ဖို့ရောက်လာတဲ့အကြောင်းဆိုပါတယ်။အဲဒီနောက်မှာတော့သူတို့လည်းတကြားလုံးဆက်ကိုမြင်တွေ့သွားပြီးဆိုင်းရှင်အမျိုးသမီးကတော့ဒါဟာတမန်တကြားလုံးဆက်ပါလို့ဆိုပေမဲ့သူမကိုယ်တိုင်လည်းဘာကြုံတွေ့ရတယ်လဲဆိုတာမှတ်မိနေစေဖြစ်ပါတယ်။အဲဒီနောက်မှာတော့ဝစ်စုံနဲ့တဲ့အမျိုးသားတွေကလည်းနောက်ဆက်တွဲစစ်ဆေးမှုတွေပြုလုပ်ဖို့ဆက်ကိုယူသွားမယ်အကြောင်းပြောလာပြီးဒါနဲ့ပဲဆိုင်းရှင်အမျိုးသမီးကလည်းသူတို့ကိုခွင့်ပြုပေးလိုက်ရပါတယ်။ ။ဒဏ္ဍာရီအတွင်းမှာပဲ Foundation ရဲ့ထိန်းချုပ်ရေးအဖွဲ့ကလည်းနေရာကိုရောက်လာပြီးတကြားလုံးဆက်ကိုတစားစီဖြုံရင်တင်ဆက်သွားပါတယ်။ဒီဆက်ရဲ့ထူးဆန်းမှုနဲ့ကြောက်မဖွဲ့ရဖြစ်စဉ်တွေနဲ့ပတ်သက်လို့ Foundation ရဲ့ agent တွေကစေထွင်မှတ်ဉာဏ်ဖျောက်ပစ်ခဲ့ကြပြီးနောက်တနေ့မနက်မှာတော့သူတို့လည်းတစုံတစ်ခုပျောက်တယ်လို့ခံစားမိတာကလည်းလို့တကြားလုံးဆက်နဲ့ပတ်သက်ပြီးဘာမှမမှတ်မိတော့ကြပါဘူး။အရင်က foundation ကသူတည်တနာပညာရှင်တွေလည်းတရားလုံးတွေအလိုလိုပြည့်တဲ့ဖြစ်ရအတွက်အံ့ဩနေကြကြတယ်လို့ထိန်းချုပ်ခဲတဲ့ထည်ရင်စောင့်ကြည့်လေ့လာခဲ့ကြပါရစေ။ အခုအချိန်မှာတော့ဒီ2ဆက်နဲ့ဖြစ်ရတွေကို SCB 942လို့သတ်မှတ်ခဲ့ကြပြီးတခြားလုံးဆက်ကိုတော့ SCB 942လို့သတ်မှတ်ပါတယ်ဒီဆက်ကိုလုံခြုံရေးအဆောင်တွေရောသုတေသနပညာရှင်တွေပါလုံခြုံရေးတိုးမြှင့်စောင့်ကြည့်နေကြတာဖြစ်ပါတယ်သူကိုထိန်းချုပ်ခန်းတစ်ခုနဲ့တင်ဆက်ထားပြီးကင်မရာနဲ့ရှုထောင့်တိုင်းကရှိုက်ကူးထားတယ်လို့အထက်ကတခြားလုံးတွေဟာညာတိုင်းသူ့လိုလိုပြန်လဲပြေးလာပြီးဆက်ထဲမှာလည်းလျှို့ဝှက်အကန့်လိုမျိုးတွေရှိမနေခဲ့ပါဘူးသူဒီသနာပညာရှင်တွေလည်းဒီတကြလုံးတွေကို SCB 9421လို့နာမည်ပေးထားပြီး သူတို့ထဲမှာတကြားအရာသာအတုအစားအစာစိုးစိမ်စတာတွေပါဝင်ပေမဲ့တက်ရှိတွေအပေါ်သူတို့ရဲ့တက်ရောက်မှုကတော့ကြောက်မဖွယ်ရဇလန်းတွေဖြစ်ပေါ်စေခဲ့ပါလိမ့်။အဲဒီနောက်မှာတော့ဒီကလပ်စံတက်ခန့်နဲ့တကြားလုံးတွေကိုစံတက်ခဲ့ပြီးသူတို့ကိုတကြားလုံးတစ်လုံးစီစားခိုင်းရင်စောင့်ကြည့်လေ့လာခဲ့ပါလိမ့်။ပထမဆုံးစံသက်ခံကတော့တကြားလုံးကိုပစရဲထဲလိုက်ပြီးတဲ့နောက်အစာပိုင်းမှာတော့နှစ်သက်တဲ့အမှုရာမျိုးမြင်တွေ့ရပါတယ်။ဒါပေမဲ့အချိန်အနည်းငယ်အတွင်းမှာပဲအခြေအနေတွေဟာပြောင်းလဲသွားပြီးဦးခေါင်းကိုစုပ်ကင်ထားရင်မပြီးပသက်စကားတွေစတင်ပြောဆိုလာပါတယ်။ အဲဒီနောက်မှာတော့ကြောက်လန့်ကြားစတင်အော်ဟစ်နေပြီသူတည်နာပညာရှင်လည်းသူ့ကိုကူတာမှုတွေပေးဖို့ပြောလိုက်ပါတယ်ဒါပေမဲ့လည်းအတော်လေးနောက်ကျသွားပြီးစမ်းသက်ခံတဲ့အပြင်းအထန်လူလွန့်ရုန်းကန်ရင်သတိမိသွားပါတယ်တကယ်တော့ SCB 9421ဟာတကြားလုံးတသက်တည်မဟုတ်ပဲလက်နက်တစ်ခုလည်းဖြစ်ပါတယ်လုံခြုံရေးတင်းကျပ်ရင်အထူးတမ်းမြစ်ထားပေမဲ့သူတည်နာပညာရှင်တူက SCB 9421ကိုကိုယ်တိုင်မြည်ဆန့်ကြည့်ဖို့ဆုံးဖြတ်ခဲ့ပြီးရလက်ကတော့အလားတူပဲဖြစ်ပျက်ခဲ့ပါတယ် တကြားလုံးကိုပဇာတဲ့ထဲလိုက်ပြီးတဲ့နောက်အစားပိုင်းမှာတော့သူတို့လည်းကျဉ်းနှံမှုအမူအရာမျိုးပြသပါမိမယ်။အဲဒီနောက်မှာတော့အသက်ရှူနှုန်းတွေမြန်ဆန်လာတယ်လို့လက်မောင်းကနေသွေးတွေရိုးစီးလာပြီးအခန်းထဲမှာအရေးတွေတွာလာနေတဲ့အကြောင်းအော်ဟစ်လာကြပါရီ။အဲဒီနောက်မှာတော့ကျမ်းမြင့်ပေါ်လူလူရင်မပြီးပသားနဲ့တတတပြောဆိုနေပြီးဒီဖြစ်ရဲ့အကြောင်းစောင့်ကြည့်လေးလာရဲ့ဖွဲ့လဲတုံ့လုပ်ခဲ့ရပါရီ။ဒါကြောင့်လဲလုံကြုံရဲ့အထူးတင်းကျပ်ထားတာဖြစ်တဲ့အကြောင်းသူရနာခေါင်းဆောင်ကရှင်းပြနေပြီးသူတို့ရဲ့လေးလာစူးစမ်းမှုတွေကလည်းကြောက်မှတ်ဖွယ်ရာတွေသာမြင်တွေ့နေရပါတော့တယ်။ ဒီလိုနဲ့လာအနေငယ်ထီ foundation ဟာ SB9422 ကိုနားမလည်နိုင်သည်တို့တကြားလုံးတွေအလိုလိုပြန်လဲပြေးလာတာကလည်းဘေဟီဒီတစ်ခုသာဖြစ်နေခဲ့ပါတယ် S-ray စစ်ဆေးမှုတွေမှာလည်းအရာအလုံးဟာပုံမှန်ဖြစ်ပြီးဒစားစီဖြုတ်ကြည့်ပေမဲ့လည်းအဖြေရှာမှတွေ့ပဲဖြစ်ခဲ့ရပါတယ်လက်ရှိအချိန်ထိတော့ SB9422 ဟာထိန်းချုပ်ခံနေလုံခြုံရေးအပြည့်နဲ့ထိမ့်သိမ့်ရေးနေရောညပါစောင့်ကြည့်ခံနေရဆဲဖြစ်ပါတယ်ကြားလုံးတွေကိုတော့အန်ဒီရဲ့ပေးနိုင်တဲ့အရာတွေအဖြစ်ဂယုတစိုက်ထိမ့်သိမ့်ထားပါတယ် သူတည်သနာပညာရှင်တွေကတော့စမ်းသပ်မှုတွေဆက်လက်လှုပ်ဆောင်နေဆဲဖြစ်ပြီးတကြားလုံးဆက်ကလည်းဘေးဒီအဖြစ်ကြံရှိနေဆဲပါအခုအချိန်မှာတော့ SCB 942ဟာထိန်းချုပ်ခံတဲ့ငိန်တက်နေဆဲဖြစ်တယ်လို့လှပတဲ့အသွင်ပြင်တွေနဲ့ SCB 9421တကြားလုံးတွေဆက်လက်ထုတ်လွှင့်ပေးနေဆဲဖြစ်တဲ့အကြောင်းတင်ဆက်လိုက်ရပါတယ်ခင်ဗျာ